မင်္ဂလာပါကဲဝန်ထမ်းလေးတွေလာစာထုတ်ဖို့အတွက်ကိုဒါမြင့်နေတိုင်းစုတဲ့ဝန်ထမ်းလာစာဖြစ်ပါတယ်နော်ဝန်ထမ်းလာစာကတနေ့ဟို၄သိန်း၄သိန်းစုပါတယ်နော်ဝန်ထမ်းလာစာလေးတွင်းတိုးလာပြီးတော့ချူရတာပေါ့နော်အဲ့တော့ဝန်ထမ်းလာစာစူပါပါတယ်မြင်လို့မှမြင်လို့မြင်မသိနာမလဲကနေစဈေးရောက်တဲ့သူလေးတွေကိုရည်ရွယ်ပါတယ်အဲကိုကလုပ်ငန်းကြီးကြီးကြီးလာလို့ပေါ့နော်မြင်ရကြတော့ပညာအားမှလည်းနေတော့ကိုယ့်ရဲ့အဲဒီညံအားနဲ့ပဲစသည်ခတ်တဲ့ နော်ပေါ့နော်တွေ့ကြုံလာသမျှကိုစဉ်းစားဆုံးဖြတ်ရတာဖြစ်တာပေါ့နော်အဲ့တော့အဲလာစာလေးနေတိုင်းဂျုံစုတယ်မီတာကလည်းနေတိုင်းစုတယ်နောက်ပြီးတော့အိမ်မှာကိုမြင့်နွားဒီစက်ပစ္စည်းတွေလည်းဝယ်ရတယ်ဟင်းပိတ်တဲ့စက်တွေတို့ဒီစသည်ခတဲ့တစိမ့်တုတ်တဲ့စက်တွေဒီပစ္စည်းတွေဟာစက်ပစ္စည်းဖြစ်တဲ့အတွက်ချုံရင်းခဲ့ရင်လည်းဒီပစ္စည်းတွေကိုဝယ်ဖို့အတွက်ကိုပတ်သက်လေးတွေအခုလိုချိန်ထဲကဂျုံစုတယ်နေတိုင်းစုတယ်ပေါ့နော်နေတိုင်းနေတိုင်းအဲ့လိုတွေစုရပါတယ်လို့နော်စုရပါတယ်ရှင် ။ဒီထဲမှာဆိုကြမြင့်တို့ကကျုံငွေအတွက်ကိုလုပ်ပေးထားရလဲရှိသေးတယ်ပေါ့နော်။တော့ဝန်ထမ်းလေးတွေအတွက်ကိုအဓိကတော့မြင့်တို့ကအဲ့လိုကြတော့ဟိုလစာထုတ်တဲ့အခါမှာတဲလေးတို့ရဲ့ဘယ်လိုဖြစ်လဲဆိုတော့ဟိုဝန်ထမ်းတွေကိုကိုက ဲလမ်းစာပေးခံနေကြရင်အရင်စိတ်ညစ်စရာမလိုတော့ဘူးပေါ့တယ်လီတွေအဲ့ဒီတပန်းကတော့အေးချမ်းသွားတယ်ဒါမြင်းဒီလိုလေးတွေကပြတာခုမှမဟုတ်ဘူးပေါ့နော်ဒါနှစ်တင်နဲ့ချင်းပြီအဲတိတဲ့သူလေးတွေကတိတယ်မတိတဲ့သူလေးတွေတော့ပြန်မျှဝေပေးတာမြင့်တိတလောက်တက်တလောက်ကလေးပေါ့နော်အဓိကမြင်အမြင်ရည်ရပါတယ်မြင့်ကိုမြင့်ကိုဒီဟွာဖြစ်တဲ့အဲမြင့်လိုမျိုးပေါ့နော်ပညာအနေနဲ့သူလေးတွေအဲ ကံတရားကြောင့်လုပ်ငန်းလေးတစ်ခုဖြစ်လာခဲ့ရင်စီမံခန့်ခွဲမှုပိုင်းကြီးအသိကိုအရေးကြီးလာပါတယ်အရန်ကိုအရေးကြီးလာတဲ့စိတ်ညစ်ရလောက်အတွက်ဒီကိုဇေးရောင်းဝယ်ဆိုကိုတော်ဆိုးသေးတယ်အဲ့လိုကိစ္စရမှာစီမံခန့်ခွဲမှုပိုင်းကပိုပြီးစိတ်ညစ်ရပါတယ်အကြရင်ဘလိုလေးတွေအဲ့စီမံခန့်ခွဲမှုပိုင်းမှာလူမှုရေးရှိတယ်လူမှုရေးကြီးတွေရှိတာပေါ့နော်အကုန်လုံးကအရေးကြီးတဲ့ကဏ္ဍတွေမှာအကုန်ပါပါတယ်အရေးကြီးတဲ့ကဏ္ဍတွေမှာအကုန်ပါတယ်ပေါ့နော်ဒါဒီနေ့မြင်းတို့ဆက်အကုန်မဟုတ်သေးဘူးအကုန်မဟုတ်သေးဘူးဒါ 30ဆိုတော့ဒီနေ့29နော်ဒီနေ့ဒီနေ့ကမပါသေးဘူးနှပြန်ကမပါသေးဒီထဲမှာပေါ့နော်အဲ့တော့ဟိုကျွတင်ပြင်ဆင်ထားတဲ့အရာကတော့အကောင်းဆုံးပါပဲလို့နော်ကျွတင်ပြင်ဆင်ထားတဲ့အာလာကုံမငါလာစာပြိမယ်ဆိုပြီးတွားယူလာအဲ့ဒီရဲ့လာစာအဲ့ဒီပစ္စတိရကိုယ်ရင်းနေတဲ့ပါသွားတာမျိုးတို့ဘာလို့ဆိုရင်လာကုံကမကြရင်စိတ်ညင်ရတယ်ညင်ရတော့အမြဲတမ်းဝန်ထမ်းလာစာလေးတွေကိုအမြဲတမ်း ပြင်ဆင်ထားတာဖြစ်ပါတယ်ပေါ့နော်ပြင်ဆင်ထားတယ်ပြီးရင်တို့တွေကိုဂျုံငွေကိစ္စလေးတွေအဲအလူမီနီယံပေါ့နော်အဲ့တော့မင်းတို့ရှိမှကြတော့လာစားကြတော့ဝန်ထမ်းတွေရရှေ့ရောက်တာနောက်ရောက်တာနဲ့မဆိုင်ဘူးတော်ရင်တော်တဲ့သူလာစားတူတယ်အနှစ်ချီလာအများကြီးလုံနေပြီးတော့အဲလာစားကိုထိုက်တင်းတဲ့လောက်အဲမတိုးဆိုရင်တော့ကိုယ့်ရည်ချင်းနဲ့ပဲဆိုင်နေပေါ့နော် အဲဝန်ထမ်းတယောက်ကိုမြေဘက်ကထုတ်ပယ်လိုက်တာတခါမှမရှိဘူးဘလောက်ဆိုဆိုဘလောက်အဆင်မပြေပြေရအောင်ဆွဲခေါ်ရအောင်တုံတင်တော့ညအဲ့လိုလမ်းလို့ချင်အဲ့လိုတိုးတက်စေချင်တာလေအဲ့တော့ကို့အတွက်ကြီးကိုကြီးတာမို့သူတို့အတွက်ကိုကြီးလို့တာကိုကဒီလောက်ဒီစိတ်ရှုပ်ခံကောင်းရှုပ်ခံပြီးတော့သူတို့ကိုကိုဒီကိုရီလုံးလေးနဲ့မကန့်ညီတဲ့အဲအချင်းလေးစိတ်ခံစားမှုတွေကိုရအောင်မြန်မာပြင်ဆင်ပေးရတဲ့ပိုင်းရတော့ဒါမြင့်ရဲ့စေတနာပေါ့နော်သူတို့တွေသိတယ် အဲ့ဒါမျိုးလာစားနေတော့အဲ့ဒီနေရာမှာစိုင်သွားပြီလို့မြေတန်းပြောတယ်ကိုကဆရာလုပ်ချင်ရင်ဆရာလုပ်လောက်ရမယ့်နေရာကိုကြိုးစားကိုကသူများကိုလည်းဆရာလုပ်ချင်တယ်ကိုကိုယ်တိုင်လည်းမသိမြောက်မတတ်မြောက်ဘူးကို့ကိုလာဆရာလုပ်ရင်လည်းမကြိုက်ဘူးဆိုရင်လည်းအဆင်မပြေပြန်လောကမှာလွယ်အိတ်လိုလူမျိုးတွေအများကြီးရှိတယ်နော်ဘေးတိုက်တယ်လေရှေ့ကလည်းမပေါအောင်နောက်ကလည်းမလိုက်ဘူးအဲ့ဒီပုံမှန်လဲလာစားတွေကကွာသွားတယ်ညချင်မှာတော့တော်ရင်တော်တဲ့သူက တော်ရင်တော်တဲ့သူခံစားခွင့်ရှိရဲ့လာကြအောင်ပေါ့နော်အချင်းတူတူလေးနဲ့အဲ့တော့အဲ့လိုမျိုးအချင်းတူတူလေးနဲ့မှရှေ့ရောက်နောက်ရောက်ပြီးတော့မှလာကြတိုးသွားတဲ့ဝန်ထမ်းတွေရှိခဲ့ရင်လေအလောက်ကြမျက်စောလုံးပြီးလာကြမတူတဲ့သူကမနာလိုခွင့်မရှိဘူးနော်သူ့လိုကြိုးစားရင်သူ့လိုရမယ်မြင်ရအစိတ်တစ်ပိုင်းဆင်ရနေရတော့အရန်ကယူဆိုင်တဲ့အိမ်မှာဝန်ထမ်းတွေပါတော့မြင့်ကိုယ်တိုင်ကလူငယ်တယောက်ဖြစ်နေတဲ့အတွက်ကြောင့်အုပ်ချုပ်ရတဲ့အခါမှာကိုယ်မလေးမစားလည်းမရဘူးကိုလည်းသူတို့လေးလေးစားအောင်နေထိုင်နေနော် လေးစားအောင်နေတိုင်းနဲ့အဲ့တော့ချစ်ကြောင်ယူသေးပဲဖြစ်စေဖြစ်ချင်တယ်ယုံကြောက်လို့မဖြစ်ချင်ဘူးအဲ့တော့ဝန်ထမ်းမနဲ့ပတ်သက်ရင်တော့မြန်မာစီကံမရတော့ဟိုလူဇွန်းကြပကံချလိုက်ပြောနေတဲ့စီကံမျိုးမဟုတ်ဘူးလူငယ်တယောက်ဖြစ်တဲ့အတွက်လူငယ်ရဲ့လွတ်လပ်ပိုင်ခွင့်ကိုကုန်ပေးတဲ့အလုံးနဲ့ပတ်သက်ရင်တော့အလုံးနဲ့ပတ်သက်တဲ့အတိုင်းလုပ်ငန်းပေါ်မှာလှုပ်လာတဲ့တက်တန်းနဲ့အပိုင်းအဲ့လိုမျိုးလေးတွေတော့ပြောတာဆိုတာတော့ရှိတာပေါ့နော်အဲ့လိုမျိုးဒါပေမဲ့မြင်ပေဝန်နောက်မှာ နိမငါစကိုသားသမီးကိုပြောတယ်လို့မျိုးမပြောစီထားတယ်အဲ့တော့ဘာလို့လဲဆိုတော့သူတို့လုပ်တာဘုံမှမတည်ဘူးကိုပြောလိုက်တာပဲလို့သိမှာတော့ကိုအရင်သတိထားဘူးဒီကက်ကဆိုရှယ်မီဒီယာခစ်ဖြစ်တယ်အဲ့တော့အများကြီးသတိထားရတယ်တကူကူကိုကိုထောက်ပြမယ်ဆိုရင်ကိုကသူတို့လက်ညှိုးတစ်ချက်ထိုးရင်သူတို့ကိုကိုပြန်ထိုးနိုင်လို့ဆယ်ချက်ကကို့မှာအငြင်းနဲ့သတိချိနေရတယ် ဲ့လိုမျိုးရှိတယ်အဲ့တော့ဒါပုပ္ပလင်းလေးပြပြဒါအခုပြောနေတဲ့နမဝန်ထမ်းတွေရှိတယ်ဒါမြင်တာမြင်တဲ့သူတို့ဘာလို့သူတို့လည်းတစ်ချိန်ကြရင်မြင့်လိုမျိုးပိုင်ရှင်ဖြစ်လာနိုင်လို့မပြောနဲ့သူတို့ဆိုမြင်နေတော့ပညာတွေတက်ကြတယ်အဲ့တော့ပညာတက်ရင်တခြားဟာတွေကိုပြန်ပြီးတော့ဘာတွေကိုစီးပူးနိုင်လဲအမြဲတမ်းမြင် ပြီးရတယ်သူတို့အတီရောအလုတ်ကောအဲ့ဒါမှမျက်ရှိမှာကျတော့အလုတ်တစ်ခုဥမာပြဿနာတစ်ခုဖြစ်လဲဆိုချက်ချင်းတဖြစ်ရှင်းတာအကျွင်းတောင်းနှိမ့်ဖို့ညံ့တာမတောင်းအညာအချိန်မရှိအကုန်ထချင်းစကားပြောရှင်းငါတို့ဖြစ်နောက်နေ့အကျွင်းမြေပါဆိုမြင်းတော်က online မှာဈေးရောင်းနေတာဖြစ်တယ်စိတ်ရှင်မှာလက်ရှင်တော့စိတ်ရှင်မှာစင်းရဲစရာတွေလောကကန်ရတာအဲစိတ်ကြည်ကြည်လန်းလန်းစစရှိမှတက်တက်ကြွကြွရှိမှအလုတ်ဆိုတာရောင်းပန်းတာဝေပန်းလှအဲ့လိုသူတို့ကိုယ်တိုင်ကစိတ်ရှင်လက်ရှင်တော့သူတို့ ပင်ပန်းမှုတက်တာတယ်ကိုကစိတ်မရှင်ဘူးဆိုရင်အလုပ်ကြီးရတော့ဒါပိုင်ရှင်သူများလုပ်ဖြစ်တော့တော့လုပ်ပေးနေရတော့သူတို့လည်းနှစသုံးစပင်ပန်းတယ်ဒါကိုလည်းမြင်မြင်တောင်းပြရတယ်အဲ့တော့သူတို့စိတ်တွေကရှင်းနေအောင်မြင်မြင်ရှင်းထုတ်ပေးတယ်အရင်ကတို့တို့တတ်တာအောင်လို့အဲ့လိုမှမဟုတ်ရင်တို့ကလောက်ကလောက်ရမှာပဲအဲ့မှာကိုကစိတ်ကမရှင်ဘူးဟိုလိုမပြေဘူးနောက်ချက်တွေဖြစ်နေတယ်ဆိုရင်တို့ကိုပင်မန်းအဲ့မှာအမားတွေပိုင်ပိုင်ရှင်ကပြောရင်တို့ခံရအောင်မအဲ့တော့တို့အမြင်နဲ့မြင်ရလို့ပြောပြရခေါ့နော်ကဲကျေးဇူးများတင်ပါတယ်ရှင်ဆက်ဆက်ထက်ထရအောင်မကျန်ဘူးပဲအေးကျွန်မကျန်နေရ